ခေတ်ကကျွန်တော်တို့ခေတ်နဲ့မတူတော့ဒီဘက်ခေတ်ဆိုတာ fan fan အဲ fan ခေတ်ဖြစ်သွားတာပေါ့နော် fan တော့မခင်ပါဘူးမအောင်မဒီကျွန်တော်ဒီဇာကောင်းကဆိုတာဇော်ချမ်းထက်ပါတယ်ဒါသူဟိုမှာဆိုလဲတွေ့ရပါတယ်သူသူရဲ့သူရဲ့ fan တွေမျိုး sorry တွေကလာပြီးတော့ကြိုးစောင့်နေကြရှင်နောက်ဥမာတခြားကလေးဆိုလို့ချင်းလဲဗီတာဗီတာမင်းတို့ပါလို့ဆိုလဲအဲ့လိုအဲ့လိုအများတယ်နောက်နေထိုးဆိုလဲနေထိုးလေးယောက်ပေါ့သူကလည်းသူဟိုအဲ့လိုရှိကြတယ် ဲ့ပေါ့ဟိုကျွန်တော်အမြင်ပေါ့အဲအမှုပညာဆိုတော့ခဏထားပြီးတော့အဲလောဆယ်ထုတ်လို့တဲ့သူအနေရလဲဒီပစံဟိုလာဟိုအမြအကျိုးမြအများကြီးမရရင်တော့မှ ထိုက်တဲ့အကျိုးမြလေးနဲ့ဟိုနောက်နောက်တကားဆက်လန်းလို့ရမယ်ဆိုဟိုဆိုလို့ရှိရင်တို့ဒီအမှုပညာအလုပ်ဆက်လုပ်လို့ဆက်ထုတ်လို့ခွင့်ရမယ်ဆိုတဲ့ပုံစံမျိုးစိတ်ကူးရှိတယ်လို့ထင်တယ် တိတဲအတိတန်းထဲမှာကျွန်တော်သူ့ဟိုပါပေါ့အဲဂယူးထားသတိထားမိတာကကျွန်တော်တို့မတ်တီတာလေးတို့ရိုက်တဲ့ကျွန်တော်ဟိုဟိုပါတို့အတန်အတန်ဇာလန်းနေတယ်နော်အဲ့ဒါလေးအဲ့ဒါကြီးကက်ဆက်ခွေဇာလန်းနေအဲ့ဒါကြီးမှာအဲ့မှာတော်တော်လေးသတိထားမိပါရဲ့ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့နောက်ပိုင်းကတော့သူကလည်းဟိုကျွန်တော်အမျိုးသမီးရဲ့နဲ့သူ့အမေနဲ့ကဒါဟိုတမျိုးသေးသားတွေဖြစ်တော့ဟိုတမျိုးသေးသားဖြစ်တော့ဒီမွန်းကြီးကမွန်းကြီးဆိုတော့ အဲဒီကလေးကိုလည်းကျွန်တော်ငငယ်တွေကငငယ်တော့အိနေပါလီလာလဲဘူးတဲ့ဆိုတော့အကြီးမှဒါပြန်ဆုံတာဆိုတော့အဲသူ့ကိုတတိထားမိရနောက်တစ်ခုဟိုကလည်းအားလဲအားပေးတယ်ဟိုသူနောက်တစ်ခုကလည်းဘာလို့လဲဆိုတော့အဲသူ့ရဲ့တရားဆောင်မှုလေးတွေကဟိုတကယ်ဟိုတဘာဝကြတဲ့ပုံပုံစံမျိုးလေးပေါ့နော်အပြင်မှာဖြစ်နေတဲ့ life ဒီလူငယ်တွေရဲ့ lifestyle နဲ့ဟိုသူကလှုပ်ယူတဲ့ item မျိုးပဲနဲ့သူ့သူ့အဲ့ဒါမျိုးတဘာဝ item ဟာမျိုးလေးသူ့မှာတွတ်တွေ့တယ်မေမေ တိတ်ထဲမှာတော့သူကဟိုဟို ID နေလုတ်တဲ့ဟာမျိုးမဟုတ်ခွဲနဲ့သူကအဲ့လိုမျိုးတစ်ခုကွဲထွက်တဲ့ကြောင့်သူအဲ့ဒါကြီးနည်းနည်းသတိထားမိတယ်။အရှိကားတော်များလဲသူနဲ့ဆုံပြစ်ပါတယ်ခဏခဏဆုံပြစ်ပါတယ်ဆုံဆုံပြစ်တယ်ဆုံပြစ်စီစီရွေးတော်များဆုံပြစ်တာပေါ့။ကားကြီးနေနေတော့ဟုတ်တယ်ကျွန်တော်ထင်တယ်ဒီကားကတော့သူပထမဆုံးခေါင်းဆောင်နေနေရိုက်မဲ့ကားလို့ထင်တယ်။ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်။အဲတချို့ဇက်ကိုဖွဲ့ရှင်တဲ့ဇက်ကိုပေါ့နော်ဟိုပေးမသိခြင်းဒီလူဒီဒီဇက်ကားမှာဥမာဥမာ ဥမာဥပမာပေါ့အဲကိုနိုင်ယူလို့ဆိုရင်ဟာကိုနိုင်ယူပါရနဲ့ဒီဇာကားကတော့ဘာဖြစ်တော့မယ်ဆိုတဲ့ဟာမျိုးကြိုတည်တဲ့ပြိဿတ်ကတော့အဲ့လိုခံမှန်းမိတဲ့ဟာမျိုးရှိတယ်ပေါ့ဇာကောင်းကြဲကိုဥရောအဲ့လိုခံမှန်းခံမှန်းလို့မရနိုင်အောင်အဲဇက်ဖွဲ့ထားတဲ့ဟာမျိုးဆိုလို့ရှင်တော့ကျွန်တော်တို့ကျွန်တော်တို့ဟိုဇက်ထဲမှာနောက်ဆုံးကြမှာအာဒီဘဲရဒါမျိုးကြီးပါလားဆိုတာမျိုးသိလို့အဲ့လိုမျိုးဆိုရင်တော့ကျွန်တော်တို့ဟိုကျွန်တော်ရှိဟိုကာရီတာမျိုးရွေးရွေးတာမျိုးရှိတယ်အရှိဘက်မှာအေးအေးစေစေနောက်ပိုင်းကျမှမတင်ထားတဲ့ဟာမျိုးလောက်တဲ့ဟာမျိုးအဲ့လိုမျိုးဆိုရင်တော့ရွေးတယ်အဲ ခုနောက်ပိုင်းဆိုရုပ်ရှင်ဇာတ်ကားကြီးလည်းထုတ်လုပ်တဲ့အစ်စ်တွေပေါ်လာတယ်လို့နောက်ဇာလန်းတွဲဒီမှာလည်းအစ်စ်တွေပရိုဂျက်တာအစ်စ်တွေတော့ထွက်လာတာရှိတယ်အဲ့ပေါ့ဟိုကျွန်တော်အမြင်ပေါ့အဲအနုပညာဆိုတော့ခဏထားပြီးတော့လောဆယ်ထုတ်လုပ်တဲ့သူအနေရလည်းဒီပစံဟိုလာဟိုအမြတ်အကျိုးမြတ်အများကြီးမရရင်တော့မှထိုက်တဲ့အကျိုးမြတ်လေးနဲ့ဟိုနောက်နောက်တကားဆက်လှမ်းလို့ရမယ်ဆိုဟိုဆိုလို့ရှိရင်တို့ ဒီအနုပညာအလုပ်ဆက်လုပ်လို့ဆက်ထုတ်လုပ်ခွင့်ရမယ်ဆိုတဲ့ပုံစံမျိုးစိတ်ကူးရှိတယ်လို့ထင်တယ်အကြောင်းလို့လဲဟိုဥမာဥခေဆိုတာလူငယ်တွေဟိုခေကကျွန်တော်ဥခေနဲ့မတူတော့ဒီဘက်ခေဆိုတာ fan fan အဲ fan ခဖြစ်သွားတာပေါ့နော် fan တော့မခင်ပါဘူးဟို fan ခဖြစ်သွားတဲ့အခါကျတော့အဲ့ fan အင်အားနဲ့ဥမာ ဟိုမှာဟိုမှာဒီကျွန်တော်ဒီဇာကောင်ကဆိုဒါဇော်ချမ်းထက်ပါတယ်ဒါသူဟိုမှာဆိုလဲတွေ့ရပါတယ်သူသူရဲ့သူရဲ့ fan တွေမျိုး sorry တွေကလာပြီးတော့ကြိုဆောင်နေကြရှင်နောက်ဥမာတခြားကလေးဆိုလို့ရှင်လဲဗီတာဗီတာမင်းတို့ပါလို့ဆိုလဲအဲ့လိုအဲ့လိုအများတယ်နောက်နေထိုးဆိုလဲနေထိုးလျောက်ပေါ့သူကလည်းသူဟိုအဲ့လိုရှိကြတယ်အဲ့အင်အားနဲ့ကိုစုပေါင်းလိုက်ခါကျဥမာနည်းနည်းဒီဘက်ကတယောက် fan ဒီဘက်က fan ရှိမဲ့တယောက်ဒီဘက်ကအများကြီးစုလိုက်တဲ့ခါကျဆို fan အင်အားတောက်သွားပြီဆိုအဲ့ဒီကားယုံတင်တဲ့ခါကျသူတို့ fan အင်အားနဲ့ပဲ ြန်ရှာတယ်လို့တော့ထင်တယ်အဲ့ဒါကိုလည်းကျွန်တော်တို့အနေနဲ့ကတော့အမ်ထုတ်လို့သူဘက်ကတော့ဒီနေ့ခေတ်အနေထားရတော့နည်းနည်းတော့ပြန်နှားလဲပေးရမယ်လို့တော့ထင်ပါတယ်တခါကြီးကတော့ကျွန်တော်တို့ကတော့ဘာဖြစ်လဲဆိုတော့အဲဟိုအမှုပညာနဲ့ဟိုဟာနဲ့ခွဲထားတဲ့ပုံစံမျိုးကြီးဖြစ်လာတဲ့ခါကျတော့ထုတ်လို့သူဘက်ကကျွန်တော်တို့ပြန်ကြည့်လို့ရှိရင်လည်းကျွန်တော်တို့ဆိုလို့ချင်းတယ်ဒီလိုပဲလုပ်မယ်ဆိုတော့အတွေ့တော့ဖြစ်မှာပါပဲအဲ့လိုဖြစ်မှာပါပဲဟုတ် fan တွေဖြစ်လာတယ်ဆိုတော့လည်းဒီသူတို့ရဲ့ဒီကလေးတွေရဲ့အမှုပညာကိုချစ်လို့ပေါ့လေဟိုချစ်လို့ဟိုသူတို့ ဒီကမျိုးယုံဟိုယုံထားပြီးတော့အဆုအုပ်စုလည်းကြည်ကြတယ်ဆိုလို့ဖြစ်တယ်ဒါပေမဲ့အဲ့ဒါလည်းဒါလည်းဟိုလက်ခံပေးရမှာပါဒါမျိုးလေးရှိများများရှိလာလေကျွန်တော်တို့ဒါအတုပညာနဲ့လုပ်တဲ့အတမွေးကြောင့်ပြည့်တဲ့လူတွေကကျွန်တော်တို့တည်းလည်းဆိုတာအလုပ်တွေအများကြီးဟိုဖြစ်လာမှာပဲလေဟုတ်ကျွန်တော်တို့ fan တိတ်မရှိပါဘူး fan တိတ်မရှိဘူးအဲ့တော့လူငယ်တွေ fan နဲ့ပဲပြန်သွားမှာဆိုတော့လေအဲအဲ့တော့ကျွန်တော်တို့ဒီ fan ရမတောင်းနဲ့ကျွန်တော်တို့လည်းချစ်ခင်အားပေးကြပါလို့ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်